တချိန်ကအရင်နေ့ဆုံးမဟာမိတ်တွေဖြစ်ခဲ့ကြတဲ့ American သမ္မတ Donald Trump နဲ့ American သထေကြီး Elon Musk တို့ဟာလက်ရှိမှာလူသိရှင်ကြားအငင်းပွားမှုတွေဖြစ်ပြီးလူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့်အပြန်အလှန်တိုက်ခိုက်နေကြပါဗျ။ဒီအငင်းပွားမှုရဲ့အစကတော့သမ္မတ Trump ရဲ့အဓိကပြည်တွင်းမူဝါဒတစ်ခုဖြစ်တဲ့အခွန်နဲ့အသုံးစရဥပဒေကြမ်းကို Elon ကသူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာပေါ်မှာရွှန်ချစရာကောင်းတဲ့ဆက်စုပ်ဖွဲ့ရလို့ပြင်းပြင်းထန်ထန်ဝေဖန်ရတာကနေစတင်ခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေကျမ်းဟာအမေရိကန်နိုင်ငံရဲ့ကျွေးမိကို အစမတန်တိုးပွားစေလိမ့်မယ်လို့လည်းအီလွန်ကဆိုခဲ့ပါတယ်။ဒီဝေဖန်မှုတွေပေါ်သမ္မတထရန့်ကချက်ချင်းပဲအီလွန်ကဒီဥပဒေကျမ်းရဲ့အတွင်းတဘောကိုလူတိုင်းထက်ပိုသိတယ်။ဒါကြောင့်သူ့ရဲ့လို့ရဲ့အပေါ်အလွန်စိတ်ပြတ်မိတယ်လို့သတင်းတောက်တွေကပြောကြားခဲ့ပါတယ်။ဒါအပြင်လျှက်စစ်ကားတွေအတွက်အစိုးရထောက်ပံ့ငွေဖြတ်တောက်ခံရမှာကိုအီလွန်ကမကျေနပ်တာဖြစ်နိုင်ကြောင်းလဲအရေးအမို့ပြောဆိုခဲ့ပါသေးတယ်။ ။တချိန်ကအေလွန်မက်ရဲ့လျှက်စစ်ကားရေရောင်းအားကြနေချိန်မှာတော့မော်တော်ယာဉ်တစ်စင်းကိုဝယ်ယူပြခဲ့ပြီး promotion လုပ်ပေးခဲ့သူသမရထရန်ကအခုလိုပြောကြားလာတာပါ။နှစ်ဖက်တင်းမာမှုတွေဟာအရှိန်အမြင့်ဆုံးကိုရောက်ရှိသွားချိန်မှာတော့အေလွန်ကသူ့ရဲ့ X account ကနေကျွန်တော်မရှိရင်ထရန်ရွေးကောက်ပွဲရှုံးနေပြီဆိုတဲ့စကားနဲ့စတင်တုံ့ပြန်ခဲ့ပြီးထရန်ကိုကျေးဇူးကမ်းသူလို့ပြောဆိုခဲ့ပါတယ်။